အမောင်သူရဲ့နောက်ွယ်ညာအစောပိုင်းအခေငိန်ကသူ့အဖေ့စီလူနာဆောင်ဖူရောက်လာတယ်။စေယုံကလူနာဆောင်ဆောင်နေရရှေ့ရှေ့နဲ့အမောင်မိုက်နေတဲ့စင်ချန်လိုင်းနေနဲ့ပြည်နေတာ။ငိန်သူ့အဖေ့အခန်းစီလောက်လျှောက်လာနေရင်စင်ချန်လိုင်းရဲ့အဆုံးစေယုံအနောက်ဘက်ကိုဦးတည်နေတဲ့လမ်းထွေလေးအယောက်မှသူမရဲ့အဖေကိုရုတ်တရက်တွေ့လိုက်ရတယ်။အဲ့ဒီလမ်းထွေလေးကနေအဖေကတုံတုံရင်ရင်နဲ့ဖြတ်လျှောက်သွားတာပါ။အဖေကိုရုတ်တရက်မြင်လိုက်တာ သူမရင်တဲ့ထိုင်ခင်းနဲ့ဖြစ်သွားတယ်။အဖေအဖေဘဲသွားတာလေ။ငြိမ်းစိတ်ပူသွားပြီးသူ့ဖေနောက်ကိုအပြေးလိုက်သွားခဲ့လိုက်တယ်။အဖေအနားမှာလူနာဆောင်ထားရစ်ထဲတဲ့ညီမဖြစ်သူကိုလည်းစိတ်ဓာတ်အားတိုးနေမြဲ။အဖေဒီလိုတယောက်ထဲထွက်လာတာကိုပဲမသိလေရကောင်လားဆိုပြီးဒီလိုသွားနေရင်ထူးဆန်းတာအရှိမအဖေခြေလမ်းနေတာအတော်ကိုသွားနေတာပါ။အဖေနေဦးလေအဲ့ဒါဘေးကိုသွားနေလေ။သူမလှမ်းអော်ပေါ်တော့လေအဖေကလက်ပဲမကြည့် ဒီလိုနဲ့လမ်းသွက်လေးကနေဖြတ်လိုက်တော့စီယုံအနောက်ဖက်ရင်ခွဲတုံကိုတွေ့လိုက်တယ်။ရင်ခွဲတုံရဲ့တကားကဟာနေပြီးအထဲကနေညီဆူဆူအနက်မျိုးကထွားနေလဲ။ပိုပြီးထိတ်လန့်လာပေမဲ့အဖေကရင်ခွဲတုံကိုကြော်ပြီးဆက်သွားနေတာကြောင့်သူ့လဲနောက်ကနေလိုက်သွားခဲ့လဲ။ရင်ခွဲတုံကိုကြော်လိုက်တာနဲ့ခြုံွယ်ရင်းနဲ့ဖုံးလွန်နေယထာတန်လန်းဟောင်းကြီးကိုတွေ့လိုက်ရတယ်။ယထာတန်လန်းနားရောက်တော့ငိန်ကြော်ချမ်းသွားတယ်။ပဝင်းချင်းကတိတ်ဆိတ်လုံလို့လေးပင်တွေကတဝီဝီထိုက်ခတ်နေတယ်။ ခြုံရွယ်ပိတ်ပေါင်းနေတဲ့ဖုံးလွှမ်းတဲ့ယထာတန်လဟောင်းကခောက်မတ်ဖွဲကောင်းတဲ့ပုံစံကိုဆောင်းနေတယ်။မျက်ချင်းမပြတ်လိုက်နေပေမဲ့အဖေကိုရုတ်ချက်ပြင်မတွေ့တော့ဘူး။တန်လန်တစ်ယောက်မှပျောက်ရှုံးသွားပြီးလို့ငိမ့်ပူပြီးစိုးရင်လာရတယ်။ခောက်စိတ်ကြောင့်လဲရင်တွေအားကိုခုန်နေမိတယ်။သူမဖုံးပြီးထိုးပြီးတန်လန်တစ်ယောက်ယောက်လာခဲ့တယ်။ယထာတန်လန်ဟောင်းတွေကထန့်ကျေးပြီးတက်နေပြီးလမ်းတစ်ယောက်မှာတစ်ပင်တွေကအကြီးမဲတွေလိုထိုးနေတာ။ခဏကြာမှသူက ယထာတလန်နာမှာဆွန့်ပစ်ထားတဲ့ယထာတွဲဟောင်းတွဲကိုတွေ့လာရတယ်။ယထာတွဲကဖုံတွေကဖုံနေပြီးပရင်းပေါက်တွေကလည်းမန်ကွဲတွေနဲ့အစအနတွေပဲကျန်တော့တယ်။ယထာတွဲရဲ့အမောင်တို့ထဲမှာအဖေကိုပြန်တွေ့လိုက်ရတော့ငင်းညင်တဲ့ကဝမ်းသာပြီးစောင့်ခုံသွားတယ်။တစ်ဆက်တည်းအဖေဘားတွေဖြစ်နေတာလဲဆိုတဲ့အတွေးနဲ့လည်းစိတ်ထက်တအားပူလောင်နေရတယ်လေ။ယထာတွဲထဲကိုဝင်လိုက်တော့အီးစိမ့်စိမ့်လေသူကငင်းကိုဝါးမြို့လိုက်တယ်လို့ပဲ။ ယထာတွဲထဲမှာရှိခဲ့ထိုင်ကုန်တွေကလည်းစုပ်ပြက်နေပြီးယထာတွဲအနောက်ဖက်မှာတော့ပင်ကူမြင်တွေကထူထပ်နေတယ်။နေရံတွေမှာလည်းချီရတွေလဝါရတွေနဲ့ညီဆွဆွအနတ်တွေကထွားနေတာ။ရုတ်တရက်ယထာတွဲအစုံဘက်ကနေကလဲငယ်တယောက်ရဲ့ငိုးတန်းကိုကြားလိုက်ရတယ်။အတန်းအသိကိုညိုးငယ်ပြီးငိမ့်တကူလုံးချတီမညစ်တီထားသွားတယ်။ဘာလို့လဲ။ငိမ့်ကအတန်းကြဲကြဲနဲ့မေးလိုက်ပေမဲ့ဘာသာမှပြန်မကြားရ။ စိုးရင်တစီအတန်လာရဘက်ကိုစူးစိုက်ကြည့်နေတော့မှပဲမှောင်နေတဲ့ထောင်ကနေအရိတ်တယူညွေ့လာတာကိုတွေ့လိုက်တယ်။အဲ့ဒီအရိတ်ကတဖြည်းဖြည်းချင်းပုံပေါ်လာပြီးစပင်းရှည်ရှည်နဲ့မျက်နာကဖြူပြက်ဖြူလျက်ဖုန်းနေတဲ့ကလေးငယ်တယောက်ထစ်တာကိုတွေ့လိုက်ရတယ်။ရဲ့သူ့ရဲ့မျက်လုံးတွေကအနံ့ရောင်ပြီးငင်းကိုစူးစူးဆိုက်ဆိုက်ကြည့်နေတယ်။ကလေးငယ်ကငင်းစီကို ဖြည်းဖြည်းချင်းလာလာပြီးသူ့ပါဇက်ထဲကနေကျမဖေဖေကိုဘယ်ခေါ်သွားလာလဲဆိုတဲ့စကားလုံးတွေထွက်လာတယ်။ အတန်းနာတုံတုံရင်ရင်နဲ့ခောက်တရားကိုလုံးနေဟမ်ဘာလို့လဲမတိဘူးမတိဘူးသွားသွားငင်းအကြောင်းလုံးမိယထားရတဲ့ကနေအလူရပြေးထွက်လိုက်တာတန်လန်းတစ်ယောက်ကိုအာကုန်ပြေးပြီးစေယုံဘက်ကိုမရောက်မချင်းနောက်ကိုလုံးဝလက်မကြည့်တော့ဘူးရင်ခွဲတော့ရှီရောက်တော့အဖေကိုတွေးရပြန်တယ်ဝမ်တာအာရလန်းခေါ်မိပြူ၏မမီးအဖေကကြောက်စရာကောင်းတဲ့ပုံစံနဲ့သူမကိုပြုံးပြလာတော့အာကနေတစ်ချက်အောင်မီး စင်ကြံလန်းအကိုင်းတတအားပြေးလာခဲ့တော့တယ်။ဇီးယုံအဖေါ်တက်လေကားစီပြန်ရောက်မှလူသားလူဝါတွေ့ရပြီဆိုတော့ငိမ့်တက်ပြင်းရှာနိုင်ခဲ့လေ။ဒါပေမဲ့အဖေတခုခုဖြစ်လို့လားဆိုတဲ့အတွေးနဲ့အဖေအခန်းစီအပြေးရောက်သွားတော့အဖေဟာအိပ်ပျော်နေလာကိုတွေ့လိုက်ရတယ်။မြမဖြစ်တူလဲအဖေရဲ့ကိုတင်းပြီးမှထိုင်နေစဉ်ကချွေးစည်းတွေနဲ့လွန်းစွာမောင်ဟိုက်တုံငင်နေတဲ့သူမကိုတခြားကိုတင်းကလူတွေပါလှမ်းကြည့်လို့လာတယ်။မြမဖြစ်တူကသူမကိုစိုးရင်စွာမေးတော့လေ မြင်ခဲ့တဲ့အရာတွေနဲ့ကလေးငယ်ညက်မင်းခုံးတွေကသူ့စိတ်ထဲမှာလွန်စွာချောင်းလိုက်နေလို့ဘာမှပြန်မဖြစ်မိဘူး။အရာအားလုံးကိုတောင်ငေးစွာသာကြည်နေမိပါတော့တယ်။